ုန်းကတော်တော်လေးဆိုမှတော်တော်လေးကို power efficiency တော်တော်ကောင်းတဲ့ဖုန်းကျွန်တော်အမြင်တွေကိုပြောင်းလဲသွားစေတဲ့ဖုန်းတစ်လုံးဆိုလို့ရှိရင်လည်းမမဟုတ်ပါဘူးနော်ကဲမင်္ဂလာပါ dash ပြပါပါကိုငင်းကြပါဘောနော်အခုကျွန်တော်ပုံမှန်လုံနေကြမဟုတ်ဘဲနဲ့အဲ iPhone 70 series တခုလုံးပါဘောနော် innovation အဖြစ်ဆုံးလို့လည်းပြောလို့ရတယ်အဲပြီးလို့ရှိရင်ဒီကောင်လေးက ပါပါလေးနဲ့ဟိုပပကြစ်ကြစ်ကလေးပေါ့ဗျာပြောမယ်ဆိုလို့ရှင်တော့ကျွန်တော်ပုံမှန်လုံနေကြပုံစံမဟုတ်ပဲねဘက်ထရီတက်စတင်လေးကိုကျွန်တော်လုပ်ချင်တယ်ဗျာဒီဖုန်းမှာက 120Hz display ပါတယ်ပြီးလို့ရှင်ဒီဖုန်းက 5.7mm အထုပဲရှိတယ်ဗောနော်ပြီးတော့ဒီကောင်လေးကဒီ 5.7mm အထုဆိုတဲ့အထဲမှာသူ့ရဲ့ဘက်ထရီပမာဏက3149သူကထည့်ပေးထားတယ်ဗောနော်အဲ့ဒီ3149ကဒီ 6.5 screen ရှိတဲ့ဒီ LED ကိုဘယ်လိုထိမ့်မလဲပေါ့နော် power efficient ဘယ်လောက်ဖြစ်မလဲပေါ့နော်ဒါလေးကိုကျွန်တော်အရင်သိချင်တယ်ဒါကြောင့်ဒီ iPhone A ကိုကျွန်တော် battery test တင်ကျွန်တော်စမ်းသပ်ကြည့်ရယ်ကဲအချိန်ကြီးမှကျွန်တော်စလိုက်ကြရအောင် ဒီကောက်ကိုကျွန်တော်စမ်းသက်ခဲ့တာတရားနေပြီးတော့ကျွန်တော်စပြီးကျွန်တော်စမ်းသက်ခဲ့ရပေါ့နော်တရားနေ0အထိဖြစ်အောင်လို့လည်းကျွန်တော်စမ်းမယ်လို့ကျွန်တော်ရည်စူးခဲ့ရပေါ့နော်အဲ့ဒီတရားနေ0အထိကိုကျွန်တော်ဘယ်လိုစမ်းသက်ခဲ့လဲဆိုတော့ကျွန်တော် brightness ကိုကျွန်တော်အမြင့်ဆုံးမှာထားတယ် volume မျိုးလည်းအမြင့်ဆုံးမှာထားတယ်ဒါပေမဲ့ဒီကောက် easing only ပဲဒီကောက်ရရပေါ့နော်အဲ့ဒီခါကျတော့ကျွန်တော် wifi နဲ့ကျွန်တော် gain နေဆော့တယ်ကျွန်တော် youtube တွေကျွန်တော်ဖွင့်တယ်ပြီးလို့ရှိရင်ကျွန်တော် facebook တွေတုံးတယ် social media တွေကျွန်တော်တုံးတယ်ပေါ့နော်တုံးပြီးတော့အဲ့ပြီးကင်မရာတွေလည်းကျွန်တော်ရိုက်ခဲ့တယ် ပေါ့နော်တရားနေပြီးတော့0အထိကိုကျွန်တော်ဘလို့ပတ်ပတ်ဆက်ဆက်ကျွန်တော်သုံးခဲ့တယ်ဆိုတော့သိချင်အစုံကြီးဆက်ပြီးတော့ကြည့်ပြီးဘလို့လုပ်လိုက်ပါပေါ့နော်ကျွန်တော် mobile လေးကြောင့်ကျွန်တော်စဆော့ခဲ့တယ်ပေါ့နော် mobile လေးကြောင့်စဆော့တဲ့အခါမှာအဲတရားနေကျွန်တော်စပြီးကျွန်တော်ဆော့ခဲ့တယ်ပေါ့နော်ကျွန်တော်ဆော့ခဲ့တဲ့အချိန်မှာ mobile လေးကြောင့် graphic set တွေကျွန်တော်အမြင်ဆုံးမှအမြင်ဆုံးတွေအကုန်တင်ထားပြီးတော့ကျွန်တော်ဆော့တယ်ပေါ့နော်အဲ့လိုဆော့တဲ့အချိန်မှာကျွန်တော်အဲပရမအူဆုံး mobile လေးကြောင့်ဆော့တော့တရားနေပြီးတော့64ကိုကျွန်တော်9ဝက်လောက်ပေါ့နော်ကျွန်တော်စပြီးဆော့တယ်ပေါ့နော်9ဝက်လောက် အတွင်းမှာ64ကျန်တယ်အဲ64ကနေပြီးတော့ကျွန်တော်နောက်နိုင်ခွက်တော့ကျွန်တော်ဆော့တယ်ပေါ့နော်စုပေါင်းတနိုင်ပေါ့ဗျာကျွန်တော်ဆော့လိုက်တဲ့အချိန်မှာဘယ်လောက်ကျန်လဲဆိုတော့အာ84ကျန်တယ်ပေါ့နော်အဲတနိုင်အတွင်းကို86ဝင်းကျင်လောက်ပဲကုန်တယ်ဆိုတာကဒါတော်တော်ကြီးဆိုမှတော်တော်ကြီးဒီကောင်ကိုကျွန်တော် impressive ဖြစ်မိတယ်ပေါ့နော်အမှန်တိုင်းပြောလို့ရှိရင်နောက်တစ်ချက်ကဘယ်လိုလဲဆိုတော့ဒီကောင်မပူဘူးဗျာပြီးတော့ဒီကောင်ရဲ့ A90 ဘယ်လိုချိန်ဆက်ကြောင်းတော့မသိဘူး မပူတာတော့အမှန်ပဲပေါ့နော်မပူလူကြီးတိတိလေးတော့ရှိတာဒါတော့ CPU နဲ့မောင်းထားတဲ့ဖုန်းမှန်သမျှတော့အကုန်လုံးနည်းနည်းတော့လူကြီးတိတိတော့ရှိမယ်လုံးဝ overheating လုံးဝမဖြစ်သွားဘူးအဲပြီးလို့ရှိရင်ဒီကောင်ကတော်တော်လေးကိုထစ်တာထောက်တာလက်စတာဘာမှမရှိဘူးပေါ့နော်အပူမရှိတော့ထစ်တာထောက်တာလက်စတာတွေလည်းဘာမှမရှိဘူးပေါ့နော်အဲအခုကျွန်တော်ဘာဆက်လုပ်ခဲ့လဲဆိုတော့ကျွန်တော် YouTube ကျွန်တော်ထိုင်ကြည့်ရတယ်ပေါ့နော် YouTube ကြည့်တဲ့အချိန်မှာအဲပမာဏ9ဘတ်ကိုကျွန်တော် YouTube ဘယ်လိုကြည့်လဲဆိုတော့ကျွန်တော်အရင်ရှင်းပြမယ်ပေါ့နော် YouTube ကိုဘယ်လိုကြည့်လဲဆိုတော့ကျွန်တော် 1.5K နဲ့ကျွန်တော် 2K display ထားပါတော့ဗျ 2K နဲ့ကျွန်တော်ကြည့်ခဲ့တယ်ပေါ့ဗျာ YouTube ကိုကြည့်ခဲ့တဲ့အချိန်မှာပထမ9ဝက်ကို80ခွန်ရခိုင်နှုန်းကျန်တယ်ပေါ့နော်အဲ80ခွန်ကိုရခိုင်နှုန်းကလည်းနောက်ထပ်9ဝက်စုစုပေါင်းတနာကြီးပေါ့နော် YouTube ကြည့်တာတနာကြီးဖြစ်တဲ့အချိန်မှာအားက80ရခိုင်နှုန်းကျန်နေသေးတယ်ပေါ့နော်အဲ့လိုကျန်နေသေးတဲ့အခါမှာအဲကျွန်တော်နှစ်နာရီလောက်ပေါ့နော်ဇက်တိုက် ကျွန်တော်၃လဂိမ်းစောလိုက် YouTube ကြည့်လိုက်နဲ့ကျွန်တော်လုတ်တဲ့အခါမှာအားကအဲ30ရာခိုင်နှုန်းလောက်ပဲကုန်နေဆိုတာကတော့ဒီဖုန်းပမာဏ3000တရား46ဆိုတဲ့ပမာဏပေါ့နော်အဲ့ပမာဏလေးနဲ့မီလီအပ်ပါဝါလေးနဲ့ဘယ်လောက်ကျန်လဲဆိုတာကတော့ကျွန်တော် impressive ဖြစ်ဖို့ကောင်းတဲ့ဖုန်းလို့ကျွန်တော် ရင်ညွှန်းကြတယ်ဗောနော်အဲဆက်လက်ပြီးကျွန်တော်တက်ကြည်မိုဘိုင်းဆိုတော့စပြီးဆော့ခဲ့တယ်ဗောနော်အဲတက်ကြည်မိုဘိုင်းမှာလည်းတင်လို့ရသမျှအကုန်တင်ပြီးတော့ကျွန်တော်ဆော့တယ်ဗောဗျာဆော့တဲ့အခါမှာပထမအဲနိုင်ဦးကမှာ62နှစ်ရာခိုင်နှုန်းကျန်တယ်ဗောနော်ဒုတိယအဲနောက်ထပ်နိုင်ဦးကမှာအဲ50နှစ်ရာခိုင်နှုန်းကျန်တယ်ဗောနော်အဲကျွန်တော်တနာရီစမ်းဆော့တဲ့အခါမှာဘက်ထရီပါဆန်နဲ့ကအဲ18လောက်တော့ကုန်သွားတယ်ဗောနော်ပြောမယ်ဆိုလို့ရှင်တော့ဒါပေမဲ့အဲဒီဖုန်းကပက်ကြည်ဆော့တဲ့အချိန်မှာလည်းလုံးဝပူတာ လုံးဝမကြုံရဘူးနောက်တစ်ချက်က power efficient လဲတော်တော်ကောင်းတဲ့ဖုန်းလို့ကျွန်တော်ထပ်လောင်းပြီးကျွန်တော်ပြောကြပြရသေးပါတော့အဲကျွန်တော် video recording ရိုက်တဲ့အခါမှာ9 watt လောက်ကြာတဲ့အခါမှာပေါ့နော်ဖုန်းအက43ကြာရင်လုံးကြံသေးတယ်ပေါ့နော်အဲနောက်ထပ်9 watt စုစုပေါင်း10နာရီပေါ့ဗျာကျွန်တော်စက်တိုက်ကျွန်တော်ရိုက်တဲ့အခါမှာဖုန်းအက30ကြာရင်လုံးကြံတယ်ပေါ့နော်အဲစုစုပေါင်းဆိုလို့ရှိရင်တစ်နာရီအတွင်းမှာဆိုလို့ရှိရင်22ကြာရင်လုံးတော့ကုန်သွားတယ်ပေါ့နော်၄နာရီစက်တိုက်လောက်3နာရီအခါမှာပေါ့နော်3နာရီအချိန်မှာပေါ့နော် 4ဟာက30%နဲ့လောက်ကျန်တယ်ဆိုတာကတော့တော်တော်ကိုပါဝါ efficient တော်တော်ဖြစ်တယ်ကျွန်တော်ရဲ့အမြင်မျိုးအများကြီးပြောင်းလဲသွားစေတယ်ပေါ့နော်ပြီးတော့ဒီကောင်ကလူကြီးတိတိလေးပဲရှိတယ်ပေါ့နော်ဘာမှ heat overheat တွေပါ လုံးဝမရှိဘူးအဲ့ဒါကိုကျွန်တော်တို့မြင်ရတယ်ဒါလည်းသူ့ရဲ့ impressive ဖြစ်ဖို့ကောင်းတဲ့အချက်လို့ကျွန်တော်မြင်တယ်ပေါ့နော်ပြီးတော့ကျွန်တော်ဘာလုပ်လဲဆိုလို့ရှိရင် Facebook သုံးတယ်ပေါ့ဗျာ Facebook သုံးတယ် Facebook သုံးတဲ့ခါမှာ new facebook တဲ့ facebook ရဲ့ video တွေကျွန်တော်ကြည့်ရတယ်ပေါ့နော်ပြီးလို့ရှိရင်ထူးထူးဆန်းဆန်းလေးကျွန်တော်ထပ်ပြီးကျွန်တော်ပြောချင်တာဒေါသပါကျွန်တော်ထပ်ပြီးနှိမ်နှင်းခဲ့တယ်ပေါ့ဗျာ တောသားနေနေတဲ့အခါမှာကျွန်တော် comment အနေနဲ့ကျွန်တော်ရှင်းတော့ပိုဆက်ဒီဆက်တောင်ဆက်မြောက်ဆက်မလုပ်ပါဘူးအောက်မုံမဲ့ကျွန်တော်ပြောခဲ့တာပါကဲထားပါတော့ထားပါတော့ဒါကျွန်တော် Facebook ကို91လောက်သုံးပြီးတဲ့အခါမှာအားက25ရာရင်တော့ကျန်တယ်ပေါ့နော်ပြီးတော့တနင်္လာသုံးတဲ့အခါမှာတနင်္လာရောက်လဲရောက်တော့အားက20ရာခိုင်နှုန်းကျန်တယ်ပေါ့နော်အဲ total ဆိုလို့ရှိရင်တော့ကျွန်တော်10% ကုန်သွားရပေါ့ဗျာတနင်္လာရီအတွင်းရော Facebook သုံးတယ်ပြီးတော့ဗီဒီယိုတွေကြည့်တယ်တောသားနှိမ်နေတာတော့မှာပဲတနင်္လာရီအတွင်းကို30ရာခိုင်နှုန်းလောက်ပဲကုန်တယ်ဆိုတော့ဒီဖုန်းရဲ့ဘက်ထရီကိုကျွန်တော်တော်တော်အားရဖို့ကောင်းတဲ့ဖုန်းလို့ကျွန်တော်မြင်မိတယ်ပေါ့နော်အဲ့တော့20ရာခိုင်နှုန်းလောက်ကျန်သေးတယ်ပေါ့နော်ဘက်ထရီက20ရာခိုင်နှုန်းလောက်ကျန်သေးတဲ့ခါမှာကျွန်တော်ခပ်ပြင်းပြင်းရှိတာနဲ့ကျွန်တော်ပတ်ကြည့်ပဲကျွန်တော်ပြန်ပြီးကျွန်တော်ဆော့ပြခဲ့တယ်ပေါ့နော်9ဝက်လောက်ဆော့တဲ့အချိန်မှာ အာက17ရက်လောက်ကြာနေသေးတယ်။တနာရီလောက်ကျွန်တော်ဇက်တိုက်ဆော့တဲ့အခါမှာအာက2ရက်လောက်ကြာသေးတယ်ပေါ့နော်။အဲ့အာ2ရက်လောက်ကြာပြီးနောက်ပိုင်း1ရက်လောက်လောက်ကလည်းကျွန်တော်အဲထပ်ပြီးဂိမ်းကိုဇက်တိုက်ကျွန်တော်ဆော့လိုက်တာပေါ့နော်။7မိနစ်လောက်ထပ်ပြီးဆော့လို့ရသေးတယ်ပေါ့နော်။ အဲတရခိုင်နှုန်းကို7မိနစ်လောက်ထပ်ပြီးတော့ဆော့လို့ရတယ်ဆိုတာကတော့ဒီဖုန်းရဲ့ power consumption ကအဲဒီဖုန်းရဲ့ power efficient ဖြစ်မှုကြီးရပါတော့ကျွန်တော်အတွက်အရန်ကိုအထင်ကြီးစရာဖြစ်သွားခဲ့တယ်ပေါ့နော်အဲကျွန်တော်တော်တော်စုံစုံလေးလေးကျွန်တော် battery testing လေးကိုကျွန်တော်စမ်းသက်ခဲ့တယ်ပေါ့နော်စမ်းသက်ခဲ့ပြီးအခါမှကျွန်တော် conclusion ကိုကျွန်တော်ပြောရဖို့အချိန်ရောက်လာပြီပေါ့နော်ဒီကောင်က3လုံး149ဆိုရယ် milli amp hour လေးနဲ့ တရားကနေပြီးတော့တုံရအထီကိုကျွန်တော်တုံးခဲ့တာအဲပိုးစုပတ်ဆက်ဗျာဟိုမှာဂိမ်းစောတယ်ဆိုလဲပိုးစုပတ်ဆက်ကျွန်တော် graphic အလုံးကဂိတ်ဆုံးနေအဲ TV ကြည့်မယ်ကျွန်တော်ရုပ်ရှင်ကြည့်မယ်ဘာညာဆိုလို့ရှိရင် YouTube ကြည့်မယ်ဆိုလဲဂိတ်ဆုံးနေကျွန်တော်ထားပြီးကျွန်တော်စောတယ်ပေါ့နော်အဲ့ဒါတောင်းမှပဲ6နိုင်နေ7မိနစ်ခံတယ်ပေါ့နော်တက်ပြီးပြောနေတာကပိုးစုပတ်ဆက်သုံးလာတော့6နိုင်7မိနစ်လောက်ခံတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ daily use သုံးမယ်ဆိုလို့ရှိရင်တစ်နေ့တာအတွက်ကောင်းကောင်းလုံလောက်တယ်လို့ကျွန်တော်မြင်မိတယ်ပေါ့နော်တော်တော်လေးလေးအဆင်ပြေတယ်လို့ ျွန်တော်မြင်တယ်။သူ့ရဲ့3146ဆိုတဲ့ဒီ milli amp hour battery လေးနဲ့ကိုသူပြန်ထိန်းထားတာကသူ့ရဲ့ A90 Pro ဆိုတဲ့ချစ်ဆက်ကပြန်ပြီးထိန်းထားလို့ကျွန်တော်မြင်တယ်ပေါ့နော်။အဲ့တော့ဒီဖုန်းကတော်တော်လေးဆိုမှတော်တော်လေးကို power efficiency တော်တော်ကောင်းတဲ့ဖုန်းကျွန်တော်အမြင်လေးကိုပြောင်းလဲသွားစေတဲ့ဖုန်းတစ်လုံးဆိုလို့ရှိရင်လည်းမမဟုတ်ပါတော့။အဲ့ဒီဖုန်းကိုကျွန်တော်အမြင်ကတော့ ိုးစုပတ်ဆက်အရန်ပါဝါ efficiency အရန်ကောင်းတဲ့ဖုန်းတစ်လုံးလို့ပြောလို့ရှိရင်လည်းလုံးဝမမောဘူးပေါ့နော် iPhone A ကိုခင်ဗျားတို့တိတိတွယ်တွယ်လေးကြိုက်မယ်ကြစ်ကြစ်လစ်လစ်ကလေးလေးကြိုက်မယ်ပပလေး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 ကြိုက်မယ် style လေးကြမယ် performance ကျမ်းပါပြီဆိုတဲ့ဖုန်းကိုကင်ကျင်တော့ iPhone A ကခင်ဗျားတို့အတွက်ဖြစ်နိုင်ပါတယ်ဆိုတဲ့အကြောင်းကိုပြောရင်းနဲ့ကျွန်တော်ဒီကုန်းချုပ်ပါတယ်ကျွန်တော် touch environment ကိုညံ့ညံ့မှာအားလုံးကိုလောက်ကုန်းဆက်သားပါတယ်